โอเคဒီစင်ကက်တွေကဘာလို့ကျွန်တော်ဝယ်ထားလဲဆိုတာကိုပြောပြမယ်။ internet line တွေမမိဘူး၊ phone line တွေမမိဘူး။အဲ့လိုလူမျိုးတွေအတွက်ကျွန်တော်ကအခုကျွန်တော်ဒီဘက်ကတော့စင်ကက်တွေအစ်စ်တွေဝယ်ပြီးတော့မှကျွန်တော်လူများတွေကိုဖွင့်ပေးတယ်။အဲ့လိုလူမျိုးကိုစပစ်ပေးတယ်ပေါ့နော်။အဲအကြောင်းမို့ကျွန်တော်နယ်စပ်တွေမှာဟိုလေသခိုင်းတို့ဒီမန္တလေးတို့ဟိုရှမ်းပြည်နယ်တောင်ပိုင်းတို့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာကျွန်တော်တို့ line မမိတဲ့သူတွေ၊ sin line မတက်တဲ့သူတွေပေါ့ wifi နဲ့လက်ရှိ internet ကိုသုံးနေတဲ့သူတွေအတွက် telegram ဖွင့်ဖို့ဆိုတာက sin sms code ကြာမှာပဲ။ ကျွန်တော် Telegram အောက်ကကြရတာပေါ့နော်အဲ့တော့သူတို့တွေအတွက်ဘယ်လိုလုပ်ရမလဲဆိုတော့သူတို့တွေအတွက် line မိတဲ့သူက single line မိတဲ့သူကဖွင့်ပြလို့ရတယ်ပေါ့နော်အဲ့တော့ကိုကတကယ်ချင်းစီမှာအကူအညီတောင်းလို့ရချိုးတကယ်ချင်းစီမှာတောင်းလိုက်တကယ်ချင်းစီမှာအကူအညီတောင်းလို့မပြောဆိုတော့ကျွန်တော်ရှိလာပြီးတော့မှကျွန်တော် single အစ်တွေဝယ်ပြီးတော့မှစပစ်ပေးတယ်ပေါ့နော်အဲ့တော့ single ဈေးလေးတော့ပေးရမယ်စပစ်ကြည့်လေအများကြီးမရှိဘူးပေါ့နော်အဲ့တော့ ်လုတ်ချင်တော့လာခဲ့ပါအဲ့တော့ကျွန်တော်ရှမ်းပြည်နယ်မှာရှိတဲ့လူတွေအခု၄၅ရောက်လောက်ကိုကျွန်တော်ဒီနေ့တိုင်းပဲဖွင့်ပေးတာသူတို့ကိုအဲ့လိုစပစ်ပေးတယ်သူတို့ကစင်ကာပူပြန်တော့ပြန်လွှဲပေးတယ်စပစ်ကြည့်ပေးတယ်ဒါပဲအဓိကအဲ့ဒါပဲအဲ့တော့သူတို့အဆင်ပြေတယ်ကျွန်တော်ကူညီပေးလို့သူတို့အဆင်ပြေလို့အဆင်ပြေသွားပြီအဲ့တော့ကသူတို့ကိုကူညီပေးတယ်ကဘယ်လိုကူညီပေးလဲဆိုတော့ကျွန်တော်ဒါပြောပြတာအရင်တော့အဲ့လိုလုတ်ပေးရမှလည်းမသိဘူးပေါ့နော်ဒါပေမဲ့သူတို့ကအဲ့လိုမျိုးပြောလဲခါကျတော့ကိုကလည်းဩ ငါဒီလိုလုပ်ပေးလို့ရပါလားဆိုပြီးတော့မှကျွန်တော်ကစိတ်ကူးလေးပေါက်သွားပြီးတော့မှစင်ကက်တွေဝယ်ပြီးတော့မှသူတို့ကိုဖွင့်ပေးတာပါ live memory ရဲ့နေရာရောက်သွားရင် telegram အကောင့်တိတ်ဖွင့်ခြင်းမလွယ်တော့ဘူးပေါ့နော်အဲ့တော့ကိုကဒီကနေပြီးရန်ကုန်တို့ဘာလို့ညာတို့အဲ့လိုမျိုး live memory ရဲ့ရှိရနေပြီးတော့တောက်ဖွင့်လိုက်ရင်တော့ live memory ရဲ့နေရာမှာတုံးလို့ရတယ်ပေါ့နော်အဲ့တော့ကိုတကယ်ချင်းဒါမှမဟုတ်လဲကိုရဲ့ဒီ မိတ်ဆွေတွေကိုယ့်ရဲ့မိသားစုတွေအကုန်လုံးကိုဆင့်ကက်ဝယ်ပြီးဖွင့်ခိုင်းတာပဲပြီးဖွင့်လို့ရတယ်အဲ့တော့အဲ့လိုမမရဘူးကျွန်တော်ဒီမှာစားပိတ် action နဲ့ဆိုလဲကျွန်တော်ကဒီလိုဆင့်ကက်အစ်တွေဝယ်ပြီးတော့ကျွန်တော်စားပိတ်တွေပေးတယ်ပေါ့နော်အဲ့တော့ဂျုံနာမြုံတော်တော့ခင်ဗျားတို့ဘက်မှာကျွန်တော်တော့ဒီလိုလုပ်ပေးတယ်ဆိုတဲ့အကြောင်းကိုပြောပြတာပါအဲ့တော့ကဒါလေးပြောချင်လို့ပါကျေးဇူးများရည်တင်ပါတယ်